အားလုံးဝမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတောက်ကြတာမီးအားလုံးအတွက်၁၆ရက်3/2025ကနေ22ရက်3/2025တွင်မှာဂျုံလို့ရမယ်တပတ်စာကန်ဒမာဟော့ကင်ကိုကန္နာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာမီးပေါ့လေဒီတစ်ပတ်ကာလမှာဘလိုကန်ဒီယားလေးတွေဂျုံတွေ့ရတယ်လဲဆိုလို့ရှိရင်အလောက်ကံပဲစပြီးပြောကြပါသူပြောနော်တောက်ကြတာသမီးတွေအလောက်ကံနဲ့ပတ်သက်လို့ရှိရင်လက်ရှိလုပ်နေတဲ့ဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ အလောက်ကန်ဖြစ်ဖြစ်မဖြစ်အိုးအိမ်နေရာတိုင်းကပြောင်းအားရှိရမယ်ဆိုတဲ့ကံတရားတွေသွားပါနေတာတွေ့ရတယ်။လုံးဝမငြိမ်ဘူးဖြစ်တဲ့သတိထားပေးပါ။လုပ်ငန်းခွင်ထဲမှာလောဘကိုင်မဲ့အခြေအနေမှလာလို့တိုက်ခိုက်မှုတွေအထက်လူကြီးတွေအမြင်မကြည်နေတာလေးတွေဖြစ်တတ်တယ်။အဲ့ဒီဒဏ်ကြောင့်အလောက်အထောက်ခံရတာဖြစ်တတ်သလိုကိုယ်တိုင်လည်းအလောက်ထွက်လာပြီးတော့နောက်လို့တစ်ခုပြောင်းမယ်ရွှေ့မယ်ဆိုတဲ့စိတ်လေးတွေပေါ်လာရစားဖြစ်တတ်တယ်။ဒီကနေ့မှာအကြံပေးလိုတာကတောက်ကြသားသမီးတွေစိတ်တွေပြောင်းလဲနေတာမျိုးတွေဖြစ်တတ်တယ်။စိတ်ခံစားချက်တွေမထိန်ချုပ်နေတာမျိုးတွေဖြစ်တတ်တယ်။ ထင်ရဆိုင်လို့တဲ့စိတ်လေးတွေရှိပြီးဖြစ်ချင်ရဖြစ်ဆိုတော့အဲ့လိုမျိုးအတွေ့အကြုံအစားဝင်လာတာမျိုးတွေဖြစ်တဲ့စိတ်ကိုအတက်နိုင်ဆုံးလေးပြင်ပါအရင်အရေးကြီးပါတယ်ဗျာနော်တက်ကြသားသမီးတွေစိတ်နဲ့ပတ်သက်ပြီးတော်တော်လေးစိုးစိုးဝါးလေးဖြစ်နေတဲ့တဘာဝရှိတယ်တချို့တွေဆိုရင်စိတ်တွေပြန့်လွင့်ပြီးတော့လက်ရှိလုပ်နေတာလုပ်နေတာလုပ်ချင်နေမှရှိတော့ဘူးအလေလိုက်ချင်တဲ့စိတ်လေးတွေရာအစတခါကျရင်လမ်းတွေပြောက်ပြီးတော့ဘာတွေတွေးပြီးဘာတွေလုပ်လို့လုပ်ရမှန်းမသိဘူးပောက်ကြီးကလေးရှောက်တွေးနေတယ်တတိထားတချို့ကကြတော့ဒီကာလမှာတချို့တွေအဲ့စိတ်တွေအရင်ပြန့်လွင့်ပြီးတော့ဖျားတွေဘာတွေတောင်ရှိဖို့ကျင်တဲ့စိတ်မရှိတော့တဲ့အထိဖြစ်တယ် ဘာသာရေးရန်အားလုံးပြီးသမထဝိပဿနာအားလုံးတဲ့သူတွေကတော့တတ်တာပါဗောလေခုနညာရှိညာဖျားရှိခိုးရုံနဲ့ဒီကရမှာအစ်စိကတော့မပြေဘူးကြဩဃာသားလို့ဖျားရှိခိုးတဲ့အချိန်မှာပဲစိတ်ကတခြားရေရောက်နေတယ်ဆိုတာမျိုးတောက်ကြသားသမီးတွေရင်ဆိုင်ရလိမ့်မယ်သတိထားပေးပါအထူးသဖြင့်အလုံမှာအဲ့လိုအပြောင်းလဲတွေဖြစ်တယ်ဖြစ်တဲ့အခါလက်ရှိတော့ကနေထွက်ပြီးကိုကနောက်လိုတစ်ခုကောင်းတော့ပြောင်းလိုက်တော့ကောင်းလာမင်းတချို့ကတော့ကောင်းတယ်တချို့ကတော့ညံ့တယ်ဒါပေမဲ့တေချာတာတစ်ခုကပြောင်းလိုက်ခန့်ရင်လည်းအဲ့ပြောင်းတဲ့အလုံမှာမငြိမ်မဲနဲ့ထပ်ပြီးပြောင်းအောင်ရွှေ့ရတာမျိုးတွေမဆင့်ပြောင်းရတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပေးပါလို့အကြံပေးခြင်းတယ် တောက်ကြသာသမီတွေဒီတစ်ပတ်ကာလမှာထီပေါက်တဲ့ကိန်းကြီးထဲမှာသွားပါတဲ့အတွက်ဝါသနာပိုင်ထီထိုးပေးပါအနီနာပဝင်ကျင်မိတ်ဆွေတွေကနေအပေါင်းအသင်းတွေကနေဖြစ်စီမိသားစုတွေကနေဖြစ်စီကိုဝင်ဆောင်တဲ့သတင်းစကားတို့ခလေးမွေးတာတို့မြင်ခဲ့တွေ့ခဲ့ကြားခဲ့ရင်လူတွေမဟုတ်ဘူးခွေးလေးတွေကြောင့်လေးတွေအားစခလေးမွေးတာလေးတွေတားပေါက်တာလေးတွေအားစမြင်ခဲ့တွေ့ခဲ့ကြားခဲ့လို့ရှိရင်ထီထိုးပေးပါထီပေါက်တယ်နော်ကျွန်တော်ဂရန်နီလေးယူပေးမယ်ပေါက်နေတဲ့ယောက်တို့ပေါ့ထိုးမယ်ဆိုရင်၄ဆ၃ဆုံးဆိုတဲ့ဂရန်နီလေးတွေထိုးပြအောင်ထိုးပေးပါထိုင်းတီထိုးပေးနော် ထိပေါက်တဲ့ကိန်းလေးရှိတယ်။ငွေချေးနဲ့ပတ်သက်ရင်တော့တောက်ကြတာတမလို့ဒီတပတ်ကလာသည်အမရန်အမရန်လက်လာမရွှင်မယ်ဆိုတဲ့ကာလလို့ခေါ်တယ်။ဒီလိုကိန်းမျိုးမှာလက်လာမမရွှင်ဘယ်ကိန်းမှမရွှင်ဘူးတော့ပြောလို့ရတဲ့အနေအထားလေးဖြစ်လိမ့်မယ်။လက်လာပါအမရန်ရွှင်မယ်။ရွှင်ရဆိုတဲ့ခါမှာငါတို့ထိုင်ပြီးပတ်စံရွှင်တာမျိုးမဟုတ်ဘဲနဲ့တမအာဒီဘွားကြကြအလုပ်လုပ်မယ်ဆိုရင်လုပ်တော့အောင်မြင်မှုရမယ်။ပတ်စံနဲ့လက်နဲ့မပြတ်ဘူးဆိုတဲ့ကိန်းမျိုးတွေဖြစ်တယ်။စုံရှုံလာတဲ့ငွေချေးတွေပြန်လဲရရှိတတ်တယ်။လက်ထဲဘာမှမရှိလို့ငါတို့ထိုင်နေရတဲ့အနေအထားဖြစ်ရင်တော့အရင်ထုတ်ပြီးတော့အလုပ်လုပ်ဖို့အတွက် ကူညီမှားသားမဲ့သူတွေကစပေါ်လာတတ်တဲ့ဂိမ်းရှိတယ်အဲ့တော့ကံရဲ့ထောက်မမှုအပြေအဝါရပြီးဒီတပတ်ကာလဒီတောက်ကြတာသမီးတွေအတွက်ကံအကောင်းဆုံးရက်တပတ်ကာလလို့ပြောလို့ရတယ်ဗျာနော်ဆိုတော့ကံထောက်မမှုရတဲ့အချိန်မှာဝရိယတွေထပ်ပြီးကြိုးစားပေးပါလက်လာပါအမရန်ရှင်နိုင်မယ်တရလနာလို့ခေါ်တဲ့ခြံတွေပါလေဝင်တတ်တယ်ကားတွေပါလေဝင်တတ်တယ်အဝင်တော်တယ်တမွေးကြီးတဲ့ကြောင်းရယတနာတွေရွှေတွေရွှေငွေဒါမျိုးတွေအစား ဝင်တယ်ပေါ့ဗျာဝင်အဝင်တော်တာပေါ့ဝန္ဒနာပိုင်းကြောက်တွေပါလေဖြတ်ပါကြောက်တွေပါလေအောင်းတယ်ဗျာနော် ခြံနေကားရေရောင်းဝယ်လို့ကောင်းတဲ့အနေထားတွေဖြစ်တဲ့အတွက်အမရန်ကောင်းတယ်။ပညာရေးနဲ့ပတ်သက်ရင်တော့အမရန်အညာအခိုက်လေးတွေရှိတယ်။စာချက်ရှင်တွေမရှိဘူးဖြစ်တတ်တယ်။စိတ်တွေပြန့်လွင့်ပြီးတော့စာလဲစိတ်ဝင်စားတဲ့အတွက်ဆောင်းဝဲကြတာမျိုးတွေဖြစ်တဲ့အတွက်ဝရိယအားလေးနှစ်ဆသုံးဆပြင်းပြင်းထန်ထန်လေးကြိုးစားပေးပါ။မိဘတွေဆရာသမားတွေဘေးနားကနေတည်တည်ချာချာလေးကြက်မှတ်ပေးပါလို့အကြံပေးခြင်းနဲ့ငွေကြေးစည်းဝါးနဲ့ပတ်သက်ပြီးကံကောင်းတာမှန်တော်လည်းပဲတစ်ဖက်မှာပါညံ့လည်းမေးရင်အခြေအိမ်တော်ကြီးအယံအယံဒုက္ခပေးတယ် သုံးဝန်ဆိုင်ပြဿနာတွေပေါ်တတ်တယ်။မချစ်တဲ့နေသူတွေကိုသွားချစ်မိတဲ့အတွက်အဆက်တကွယ်အကျိုးနဲ့ဖြစ်တဲ့ကိန်းလေးတွေသွားပါတယ်။အချစ်အိမ်အောင်ကြီးတွေမှာမပတ်သက်တဲ့နေသူတွေသွားပတ်သက်မိတဲ့အတွက်စိတ်လေတာတွေစိတ်ပြန့်လွင့်တာတွေအဆက်တကွယ်အကျိုးနဲ့ဖြစ်တာနာမည်ဂုဏ်သိက္ခာကျဆင်းတာတွေအားအစားဖြစ်တတ်တယ်။တချို့တွေဆိုရင်ဒီကလာမှာခိုးရလိုက်ပြီးဝါတာတွေ living နေကသာဖြစ်သွားတာတွေဒါတွေအားအစားဖြစ်တတ်တယ်အထူးသတိထား။အိမ်အောင်ရှိတဲ့အမျိုးသားအမျိုးသမီးတွေနဲ့သွားပတ်သက်မိတာတွေအားအစားဖြစ်တတ်တယ်။အိမ်အောင်ရေးဖောက်မြန်မှုတွေတေချာပေါက်ကြုံရတဲ့ကိန်းမျိုးတွေမှာသွားပါတယ်။ဆိုတော့ ငွေစည်းစည်းဝါးနဲ့လာပါမှာထိပေါက်ကိန်းတွေရွှေရီငွေတွေဝန်ထမ်းတဲ့ကိန်းတွေရှိတာမှန်တော်လည်းပဲတစ်ဖက်မှာတချို့ကအလောင်းကစားလုပ်ရင်ဘဝပြတ်တယ်တစ်ဖက်မှာခုနကပြောသလိုအခြေအိမ်တော်ကြီးတွေမှာသစ္စာမဲ့တဲ့လုပ်ရက်တွေတီတီလို့ခေါ်တဲ့ကျက်တင်မင်္ဂလာကင်းမဲ့တဲ့လုပ်ရက်မှုမျိုးတွေလုပ်တဲ့အခါမှာဝင်လာမဲ့ရွှေရီငွေတွေစည်းဝါးနဲ့လာပါတွေကမဝင်တော့ဘဲလက်ပိတ်သွားတတ်တယ်အဲ့လိုပိတ်နေခရင်လဲကံမကောင်းကံမကောင်းအော်ပြီးထိုင်ကြီးနေလို့ကောင်းလာမဲ့အနေအထားတကွမှမရှိဘူးရရအချိန်လောင်းတောင်းတောင်းမတိုးဘူးဖြစ်တတ်တယ်သတိထားပါအရာရာဒီကံကြောင့်မဟုတ်ဘူး သူကအဲ့ကိစ္စတွေကိုတော့ရှောင်လိုက်နိုင်ပြီးတော့ဒီတပတ်တာကာလမှာကြိုးစားပြီးရှာရင်ရှာတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမယ်။ပြည်ပနိုင်ငံခရီးသွားကျင်တဲ့သူတွေဆိုရင်အကောင်းဆုံးတော့သွားရတဲ့ကာလလို့ခေါ်တယ်ဗျ။အရန်အရန်ကောင်းတဲ့ကာလပေါ့။အဲ့ဒါအခြေအနေတော်ရင်အရန်ဒုက္ခပြီးမယ်။ချစ်သူအိမ်တော်မကတောက်ကြအင်္ကာဆိုရင်ပို့ဆိုးတယ်ဗျ။နော်။တောက်ကြအင်္ကာအဲ့နဲ့သာသမီကိုအကြောင်းပြုပြီးဖြစ်စေတနည်းကုန်လည်းပါတယ်ဗျာတောက်ကြအင်္ကာတနည်းကုန်လည်းအဲ့နဲ့သာသမီကြောင့်ဆင်ញင်စိတ်တော့ကပြင်းပြင်းထန်ထန်ရောက်လိမ့်မယ်လုံးဝအဆင်မပြေဘူးဖြစ်နေမယ်အိမ်တော်ကြီးအချစ်ကြီးဂယုစိုက်ပြပါ တချို့တွေမှာဆိုငယ်ရတဲ့သူတွေများဆိုရင်ညှိဆုံးမိပြီးတော့ကိုယ်ဝင်နေပါလိမ့်ကျုပ်တို့ကထားရတဲ့အနေထားတွေဖြစ်တဲ့အထိဖြစ်တဲ့တဲ့တို့ကပြဿနာတွေအချက်တကွဲအကျိုးနည်းလေးတွေဂရုစိုက်ပေးပါနော်ကျွန်တော်ကတော့ငွေကြေးစီးပွားကိုကျွန်တော်စိတ်မပူတခြားဘောင်းအဆင်ပြေမယ်စိတ်ပြောင်းလဲမှုတွေမပတ်သက်တဲ့နေရာတွေမလို့ချတဲ့နေရာတွေကိုတွေးပြီးတော့အားအရာကြီးတွေကိုဘလို့မဟုတ်ဘူးဗျအုံနောက်နဲ့နှလုံးသားပြိုင်ဆွဲသလိုဖြစ်ပြီးတော့ဒီဘက်ကကျမ်းမာရေးလဲသွားထိတာတွေခုနကပညာရေးနဲ့ပတ်သက်ပြီးတော့လဲသွားညှိတာမျိုးတွေအလုပ်တွေမှာလဲလှုပ်ချင်နေမှရှိပဲလေနေတာမျိုးတွေဖြစ်သွားရင်တော့အမှန်တမ်း ဆုံးရှုံးမှုကောင်းတယ်ဝန်ထမ်းမှုကောင်းတဲ့အနေအထားလေးဖြစ်သွားမှာဆိုတဲ့အတွက်ဘာသာရေးလေးကိုပြင်းပြင်းထန်ထန်လေးလုပ်ပေးပါတမထဝိပဿနာလေးအားထုတ်ပေးပါယောဒနာကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့တောက်ကြသာသမီတွေခုနကပြောတဲ့စိတ်ကျမ်းမာရင်လည်းပတ်သက်ပြီးတစ်ချက်ဖြစ်တတ်တယ်ဒုတိယတစ်ချက်ဘာဖြစ်တယ်လဲမေးရင်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တတ်တယ်အမျိုးသားတွေရောအမျိုးသမီးတွေရောစီးအဆုတ်အစာရင်းနဲ့ဖြစ်တတ်တယ်အမျိုးသမီးတွေတအိမ်နဲ့ပတ်သက်တဲ့ယောဂါလေးတွေကိုယ်နေကြုတ်ရထားရတာမျိုးတွေအဘောရှင်းဖြစ်သွားတာတွေအစာကျုံရတတ်တယ်သတိထားပါ အဲ့တော့ဒီကရမှာတောက်ကြတာသမီးတွေအနေနဲ့မတ်လ16ရက်19ရက်20 21ရက်22ရက်အဲအဲ့ဒီရက်လေးတွေကတော့အမရကန်ကောင်းတယ်ဗျအများကိစ္စတွေမှာပါဝင်ဆောင်ရွက်ရတာတွေပရာဟိတာလောက်ရတာမျိုးတွေဖြစ်တတ်တယ်အလောက်ကိုင်းအိုးအိမ်နေရာထိုင်ခင်းမှာကောင်းသောပြောင်းလဲခြင်းတွေနဲ့ပြောင်းလဲတတ်တဲ့ကိလေတွေရှိတယ်ပြိပခီနိုင်ငံခီလေးတွေတွားရလာရတတ်တဲ့ကိလေတွေရှိတယ်ဆုံးချုံထားတဲ့ငွေကြေးအခွင့်အရေးလေးတွေပြန်လဲပေါ်ပေါက်လာလိမ့်မယ်ကိုကြီးဆောက်ဆောင်မှားတဲ့သူတွေဝင်တတ်တယ်ခြေတစ်ချောင်းခြေတစ်ချောင်းဝင်လာမျိုးတွေတွေအစားဖြစ်တတ်တယ်အမရကောင်းတဲ့ရက်ရက်ပတာပါပဲ မတ်လ18ရက်18ရက်အဲ့ရက်မှာတော့အညံအခိုက်လေးတွေရှိတယ်လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကြောင့်အချက်အလက်အချို့နဲ့ဖြစ်ဖုံဖိလို့မရတဲ့အနေအထားတွေရက်တိရွာတိပဝန်းကျင်တိအချက်အလက်အချို့နဲ့ဖြစ်တယ်လေသွားလာလှုပ်ရှားတဲ့အခါသတိထားပြီပါဝမ်းမိုင်းနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေဖြစ်တော့အခက်မသိရင်ခွဲရဆက်ရတာလေးတွေအစားဖြစ်တယ်လေသတိထားပြီလူရင်းလူယုံအောက်လက်ငယ်သားနောက်ကျော်ဓာတ်နဲ့တစုံထိုးတယ်လေသတိထားရှောင်ရှားဖို့အကြံပေးခြင်းတယ်အဲ့တော့ကန်ရရဲ့ထောက်မမှုတွေဒီအပြေအဝရကျင်တဲ့ဘာဆိုရင်အဝါရောင်အညိုရောင် လိမ်မော်ရောင်အဖြူအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်ရွက်လာပန်းလီလီပန်းရွှေပန်းငွေပန်းဂန်းတော်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှာလက်ပန်းထိုးတဲ့နေရမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့တောက်ကြသားသမီးတွေပေါ့လေကံရရရထောက်မမှုအပြည့်အဝရအောင်ကြုံရတဲ့အညံ့လေးတွေပြည့်အောင်ရရရနေနဲ့ဘာလို့ကမလဲဆိုတော့ယဟန်တန်ကတော့တဘာဝကိုကရင်ကရာမှုလေးတွေ ဒါနပြုလူတန်းပေးလိုက်ပါဗျာနော်မြို့တို့အလို့ရှိရာဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလို့ရှိရာလေးတွေပြည့်စုံပြီးရှူရင်ငွေဝင်လာပါလိမ့်မယ်ကြောင်ရတဲ့အညံ့အခိုက်လေးတွေပြေဖြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ညနေဆောင်လေးတစ်ခုမှာစိတ်သားဟင်းလေးကိုထမင်းချမ်းလေးနဲ့နည်းပြီးတော့လမ်းပရခွေးလေးခွေးလေးတွေကိုဒါနပြုကျွေးမှုခြင်းအဖြစ်ကြောင်ရတဲ့အညံ့အခိုက်လေးတွေပြေဖြောင်းအောင်ဆုတောင်းပြုလိုက်ပါတေချာပေါ့ပြေပြောက်သွားပါလိမ့်မယ်တောက်ကြသာသမီအားလုံးစိတ်အချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်